ေတောင်အာရှအခြေဆိုင်အွန်လိုင်းငွေကြေးလည်လည်မှုကြားဖြန့်ကွန်ရက်ကြီးတစ်ခုနဲ့ဆက်ဆက်တဲ့ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာတန်300ကျော်လောက်ကိုသိမ်းဆည်းရမိထားပြီဖြစ်တယ်လို့ထိုင်းအစိုးရကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာဝန်ကြီးချုပ်အနူဒင်ချန်ဗီယက်ကကအဲ့ဒီသိမ်းဆည်းရရှိမှုတွေအကြောင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့အာရှနဲ့ဥရောပတို့မှာကြားဖြန့်နေနေရေးအထောက်အမွေကိုအချိန်အဟုန်မြင့်တင်လာတဲ့အချိန်မှာ ထိုင်းအစိုးရကဒီသတင်းကိုကြေညာခဲ့တာပါ။အထူးသဖြင့်အမေရိကန်ဟော ကမ္ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံတချို့မှာဖြန့်ကျက်ထားတဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ Prince Holding Group ကိုပြစ်မှတ်ထားဖြိုခွင်းလာနေပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းတို့ဟာနေဆက်အငင်းပွားမှုတွေအတွက်တင်းမာမှုတွေရှိနေတယ်လို့အခုနှစ်လယ်မှာနှစ်နိုင်ငံကြားရပ်ပိုင်းလောက်စည်ရေးပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ Prince Holding Group ကို2002တရုတ်နယ်ပွားချန်ကြီးဟောင်းကမ္ဘောဒီးယားမှာကြားဖြတ်လုပ်ငန်းစုံတွေထူထောင်ထားပြီးလူမောင်ကိုကူရတဲ့နိုင်ငံသားဝန်ထမ်းတွေကို ငွေလိမ်တဲ့အလုပ်တွေမှာအတမအစေခါနေတယ်လို့အော်တိုဗာလာမှာအမေရိကန်အာနာဘန်တွေကဆွဆဲပြောကြခဲ့ပါတယ်။တရင်နောက်တနေတွေးဆောင်တဲ့အချိန်မှာအန်ယူတန်ကထိုင်းရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေခြေအောက်ခံသိမ်းဆည်းရမိကြတဲ့ဒေါ်လာတန်300ဘောပိုင်ဆိုင်မှုတွေဟာချန်ကြီးကမ္ဘောဒီးယားအထက်လွှတ်တော်အမတ်တူထိုင်းနိုင်ငံသားနှစ်ဦးတို့နဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ပြောကြခဲ့ပါတယ်။တာဝန်ရှိသူတွေအားလုံးဟောင်းတရားဥပဒေနဲ့အညီစစ်ဆေးအရေးယူခံရဖို့လိုကြောင်းလဲအန်ယူတန်ကဆိုတော့ပါတယ်။ အထင်မှတ်ခင်တည်းကမှချိုင်းရဲ့အောက်ကတိတက်ဖြည့်ရေယုံကမြေကွက်တွေငွေသားတွေတံပိုးကြီးအတုံးအဆောင်တွေလက်ဝတ်ရတနာတွေအပေါဝင်ဒေါ်လာ12တန်းနီးပါးလောက်တံပိုးရှိတဲ့ချန်ရဲ့ပိုင်ဆိုင်မှုတွေကိုလလော့လလတ်သိမ်းဆည်းရမိထားခဲ့ကြောင်းလဲထုတ်ပြန်ထားပါတယ်။နောက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့အမကမဟာမိတ်ဖြစ်တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်အမတ်ခုံအန်းနဲ့ဆက်နွယ်တဲ့ပိုင်ဆိုင်မှုဒေါ်လာ15တန်းပိုးလောက်ကိုလဲသိမ်းဆည်းရမိထားကြောင်းသိရပါတယ်။ ဒါရင်မကသေးပဲကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ပိုင်ဆိုင်မှုဒေါ်လာသန်း190ဖိုးလောက်ကိုလည်းတင်းယူနိုင်ခဲ့ကြောင်းအန်ယူတန်ကပြောပါတယ်။အဲ့ဒီသိန်းစီရရှိမှုတွေဟာဘယ်ကာလအပိုင်း6မှာလုံဆောင်နိုင်ခဲ့တာလဲဆိုတော့ကတော့သူကတိတိကျကျအမှတ်ချက်မပေးခဲ့ပါဘူး။ဗြိတိန်အစိုးရကလည်းခြံရက်ကွန်ရက်နဲ့ဆက်နွယ်တဲ့လန်ဒန်ကမြေယာပိုင်ဆိုင်မှုနဲ့လုပ်ငန်းတွေစုစုပေါင်းဒေါ်လာသန်း130ကျော်ဖိုးလောက်ကိုသိမ်းဆည်းထားပြီဖြစ်ပါတယ်။ ထိုင်ဝမ်စင်ကာပူနဲ့ဟောင်ကောင်အစိုးရတွေကလည်းချန်နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာတန်း350လောက်ကိုထိန်းချုပ်ထားပါတယ်။ American တရားရေးဝန်ကြီးဌာနက Prince Holding Group ကိုအာရှရဲ့အကြီးမားဆုံးနေဆက်ဖြတ်ကျော်ရာဇဝတ်ကိုင်းတစ်ခုအဖြစ်သတ်မှတ်ထားပြီးကုမ္ပဏီရဲ့ကွန်ရက်နဲ့ဆက်နွယ်တဲ့ Digital ငွေကြေးယူနဲ့ Bitcoin ဒေါ်လာ15ဘီလီယံဖိုးလောက်ကိုလည်းထိန်းချုပ်ထားခဲ့ပါတယ်။ Prince Holding Group ကတော့ချန်ဟာဘာအမှားယွင်းမှကျူးလွန်မထားကြောင်းတုတ်ပြန်ဖြေရှင်းထားပါတယ်ရှင်။